ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်ရဲ့ RD85 စပားမျိုး RD85 စပားမျိုးအဲ့တော့ဒီစပားမျိုးကတော့ဒါမနေ့လေးအထွက်ဆုံးနေပြီဒီစပားဒီကျွန်တော်တို့ BNN ကျွန်တော်တင်ပြနေတဲ့ BNN မျိုးလောက်တက်တည်မကောင်း BNN 95ရဲ့ဆိုပြီးကျွန်တော်ပထမနှစ်တည်းကတင်ပြနေတဲ့စပားမျိုးလောက်တက်တည်မကောင်းဘူးသို့တော်လည်းအနှံလှတဲ့ ထွက်ညီတယ်เนาะအနှံချောတယ်အထွက်ညီတယ်သို့တော်လဲယောဂကြကြင်အဲ့တော့ကျွန်တော်ဒီနေ့ထပ်ပြီးတင်ပြပေးမှာကမင်းကပုသက်ကြီးဖြန်လိုက်တဲ့အကြောင်းလေးကိုကျွန်တော်အနည်းငယ်ထပ်ပြီးတင်ပြပေးဦးမယ်အဲ့တော့ကျွန်တော်တင်ပြလာလာလေးထဲမှာအဓိပ္ပာယ်ရှိတာလေးပဲတင်ပြလာတယ်เนาะခိုးတုံးကလည်းကျွန်တော်ပြောခဲ့ပြီးတယ်လွန်ခဲ့တဲ့၄နှစ်လောက်တည်း စကားအကြောင်းကြီးပြောမယ်ဆိုရင်စက်ပြူးရေးအကြောင်းကြီးပြောမယ်ဆိုရင်ပြောလို့မကုန်ပါဘူးဆိုတာကိုလည်းကျွန်တော်ဟိုးအရင်လေးနှစ်နောက်တည်းကလည်းကျွန်တော်ပြောခဲ့ပြီအဲ့ဒါကိုနားထောင်ဖို့လည်းဒီရှိတယ်အဲ့တော့စက်ပြူးရေးအကြောင်းကိုပြောမယ်ဆိုရင်ပြောလို့မကုန်ဘူးအားလုံးကစက်ပြူးလုံနေကြတာပဲမအီမွေးတွေကငါလဲထုံးနေတာမအီမွေးတွေကစဘာဆိုင်လာတာမင်းပြောတာငါတိတယ်ဆိုတော့လူတွေကြီးပဲနော်ခြေသမားလည်းဒီတိုင်းပဲမင်းတို့တက်တယ်ကွာ နော်စင်ကာပူကပြန်လာလားမလေးရပြန်လာလားထိုင်းရပြန်လာလားအဲ့ဒီမှာတင်တန်းတွေကဘလို့တွတ်တယ်လားမင်းတို့လည်းတက်တယ်နော်အဲ့လိုပြောတဲ့ဒီဒီနော်ဗတ်တက်ဒီဗတ်တက်ဒီပါရဲ့ဘလို့ဖြစ်တယ်နော်အာဘယ်ချိန်မှာဘလို့လောက်ရမလဲမင်းတို့လည်းတက်တယ်နော်အဲ့လိုလို့အဲ့လိုတွေတဲ့ဆရာတွေကကိုတည်တည်လေးရလဲဆရာပဲနော်အဲ့တော့ဒါတွေကိုအကုန်လုံးကျွန်တော်နှမ်းရှင်ပြီးတော့ကျွန်တော်ဘက်ကအပြူသဘောနဲ့ပြောလာတယ်ဒါလေးကိုကျွန်တော် အတိုက်ခံမလို့ဖန်တဲ့အပြူသဘောနဲ့ကြောလာတယ်။အဲ့တော့ဒီကနေ့ပုသက်ကြီးဖြန်းတဲ့ချိန်မှာမင်းကကျွန်တော်ကောမန့်ထဲမှာတွေ့မှာပါနင်းနေနော်စိုက်ဖာအုပ်စုဖြန်းရင်နော်ဘလို့လောင်းနေနော်ကျွန်တော်ပြုံးမိတယ်နော်နင်းအတီးကငါမီးလောက်ပဲရှိတယ်ဆိုတော့ပြောမျိုးပြန်ပြောပလိုက်ချင်နော်အဲ့တော့နောက်တစ်ခါ ပုတ်သက်ဆေးကို40စီစီတဲ့ပို့ထည့်ရင်တဘာပွင့်နေမှာဖြန်းရင်ဘလို့လောင်လဲမင်းအတီးကငံမီလောက်ပဲရှိတယ်လို့ပဲထပ်ပြောခြင်းเนาะဒါကဘာကြောင့်လဲဘာဖြစ်လို့ပြန်ပြောလာလဲကျွန်တော်ပုတ်သက်ဆေးကင်လာလာဂန္ဓမာပန်းစိုက်တာ1961တည်းကစိုက်တာ23နှစ်စိုက်တယ်ဂန္ဓမာပန်းကို1961တည်းကစိုက်တယ်23နှစ်ကြာကြာစိုက်လာတယ်ຫນွေမိုးဆောင်အကြီးကျယ်စိုက်တာလူဝင်ရားနဲ့စိုက်တာเนาะစီးပွားရေးစိုက်တာအဲ့အာနဲ့လည်း ကျွန်တော်တို့စီပွားဖြစ်စားဝတ်နေရေးအတွက်အဆင်ပြေအောင်အိုက်ပန်းနဲ့ပဲစိုက်လာခဏမှာပန်း23နေစိုက်လိုက်တဲ့လူရဲ့ပါဝါကြီးပုတ်သစီရွက်ဖြန်းကြီးမှုကြီးတွေဘလောက်ကင်ရလဲဆိုတာကိုခဏမှာပန်းစိုက်တဲ့လူတွေသိတယ်နော်တဘာစိုက်တဲ့လူပဲစိုက်တဲ့လူကသူ့ရာဒီလေးပေါ်ခြင်းလေးဒါစေးလေးတုံးလေးခြင်းတော့ဖြန်းပြီနော်တနေ့မှာပဲခြင်းဆိုလဲတုံးလေးခြင်းပေါ့ เนาะစပါးအချိန်ဆိုလဲ၃၄ချိန်တော့ तू อ่ะတွေ့ရတယ်ခဏပါပန်းဆိုင်တဲ့လူอ่ะเนาะနှိမ့်တွေမပြတ်ပိုးတွေယောဂတွေနဲ့လုံးမန်းနေရပုတ္တစီဘုံကိုကြောက်ကုန်အောင်ချအောင်အဲ့ဒါ23နှစ်လုံးကိုရင်ဆိုင်လာရတာသို့တော်လေစင်ကာပူမှာတွားပြီးတဲ့ပညာမတင်ခဲ့ရဘူးစင်ကာပူမှာလည်းတွားမလေးလာဘူးမလေးရှားမှာလည်းတွားမလေးလာခဲ့ရဘူးသို့တော်လေမြေပြင်မှာတကယ်တိုက်ပွဲဝင်နေရတာကျွန်တော်တို့ စေပုံကျောင်းကလွဲပြီးတော့တိုက်ပွဲဝင်နေရတယ်။အဲ့ဒီတိုက်ပွဲကြီးရဲ့အတွေ့အကြုံကိုကျွန်တော်တင်ပြပေးတာ။နော်အဲ့တိုက်ပွဲကြီးရဲ့အတွေ့အကြုံကိုကျွန်တော်တောက်လျှောက်တင်ပြပေးတာ။အဲ့တော့ဒေသစီစီထည့်ရင်ဟိုဘက်ကလောင်သွားမယ်။နော်စိုက်ဖာဥစုဆန်းဖြန်းရင်အပွေနေကျွေးပြီးငေါတောက်တွေဖြစ်မယ်။နော်သူတို့တိရလေးကိုကျွန်တော်ကပြုံးမိတယ်။သို့တော်ညာလေးအဲကျွန်တော်အတီကိုကျွန်တော်ဒါလေးကိုချပြပေးတာအဲ့တော့ ပုတ္တစီစီနော်မင်းကြီးကလည်းပြောပါလေကျန်းနှစ်တရာပုတ္တစီတမျိုးမျိုးကိုဖျားပါမြန်မာနိုင်ငံမှတ်ပုံတင်ထားတဲ့ပုတ္တစီကျန်းနှစ်တဲ့ပုတ္တစီတမျိုးမျိုးကိုဖျားပါဖျားတဲ့အချိန်ဒီမနေ့နှင်းကွဲချိန်ဟဲ့လို့အရွက်ဒီပေါ်မှာအနှံဒီပေါ်မှာနော်ရည်ဒီတီးနေတဲ့အချိန်ကိုမဖျားပါနဲ့ဖျားလိုက်ရင်စေးဒီအောက်ကိုပဲပြုတ်ကြသွားမယ်ရည်လည်းပဲကျသွားမယ် အဲ့တော့ဘယ်ချိန်မှာဖြတ်ရမလဲ9နိုင်ခွဲ10နိုင်မှဖြတ်မှာအရွယ်6တဲ့ချိန်အဲ့ဒီအချိန်ကနေပေါ့ညနေ9နိုင်ထိုးပြီးဖြတ်နေ့ကင်းကြောင်တော်လည်းဖြတ်လောင်တရားအကြောင်းတကြောင်မှမရှိမြမပြီးရမှတ်ပုံတင်ထားတဲ့ပုတ်သက်စီမှန်လောင်တရားအကြောင်းတကြောင်မှမရှိတစ်တက်မကတဲ့ပန်းနူးနူလေးတော့မလောင်ဘူးနော်တစ်တက်မကတဲ့ပန်းနူးနူလေးတော့မလောင်ဘူးအေးဒီပင်တက်တော့သွားမရောလိုက်နဲ့ငုတ်တော့မေ့ပါနော် တပင်းစီတော့သွားမရောလိုက်နဲ့ရော့ဒီပုတ်တက်စီကတော့စိုက်ဖာလေးကတော့ဘလောက်ကြံတယ်ရော့အဘာမတင်လေးကတော့ဘလောက်ကြံတယ်ဒါလေးနဲ့ဒါလေးနဲ့ဆက်ပြန်မယ်မပြန်ပါနဲ့အဘာမတင်တို့အဘာမတင်ကြီးမယ်ပြန်စိုက်ဖာတို့စိုက်ဖာကြီးပဲပြန်နော်အဲ့တော့ရှင်းလိုရင်းပဲပြောမယ်အင်္ဂလိပ်လိုလေးတိတ်ပြောရင်နော်ထင်ကောင်းစိတ်ကြယ်အဲ့တော့ဒီအနံမဲတမျိုးလေးငါတော့မောင်ဖြူရဲ့နံမဲလေးပုတ်တက်စီကိုကြိုက်မောင်ဖြူနံမဲဖြတ်ပါနောက်နေ့ကြိုက်မက်ဖြူနံမဲကိုကြောင်းပြန်ရတယ်နော်နောက်တစ်ပတ်ကြိုက်မက်ဖြူနံမဲကြောင်းပြန်နော်မက်ဖြူကုမ္ပဏီကစီးကိုကြောင်းပြန် เนาะအဲ့ဒါဆိုရင်လုံးဝလောင်ကျွမ်းတာမရှိဘူးအဲ့ဒါကိုတော့မက်ဖြူလေးနဲ့တော့ဘာလေးနဲ့တော့မြည်စီလေးနဲ့ထည့်ဖြန်းလိုက်ဦးကော်ရီလေးနဲ့ထည့်ဖြန်းလိုက်ဦးအဲ့ကော်ရီတောင်လောင်နေတော့ပုတ်တက်စီနဲ့ကော်ရီနဲ့ထည့်ဖြန်းတော့လောင်နေတော့ကော်ရီကလောင်တာနော်အဲ့ဒီကော်ရီရောကြီးပြရတယ်နော်ကျွန်တော်ပန်းကင်းကိုလောင်သွားလို့ကျွန်တော်ရောကြီးပြရတယ်နော်အဲ့ဒါကိုတီးတဲ့လူတွေရှိတယ်ကော်ရီနဲ့ပုတ်တက်စီနဲ့ဖြန်းတာပန်းပွင့်ကိုလောင်သွားတယ် ဘယ်ကလောင်တာလဲဆိုတော့ကော်ရီကလောင်တာကိုတက်စီကလောင်တာမဟုတ်ဘူးကော်ရီတောင်လောင်တယ်အဲ့တော့အဲကျွန်တော်ပြောရင်เนาะရိုင်းနေလို့တော့မထင်နဲ့ဟိုကျွန်တော်ကော်ရီတောင်လောင်တာဗမာလဲခင်ဗျားတို့ပညာရှင်တွေเนาะဗမာလဲပညာရှင်တွေမြန်မာနိုင်ငံမှာမှတ်ပုံတင်ပြီးပါပြီကော်ရီထုတ်လိုက်တယ်ပန်းပွင့်ချိန်ကိုမလောင်ပါဘူးတဲ့စာလောင်ပါလိုက်ပြီးတယ်เนาะအဲ့ကော်ရီမှာစာလောင်ရေးထားတယ် ပန်းပွင့်ချိန်မှာဖြန်းလိုက်တာပန်းပွင့်နေအကုန်လုံးလောင်ပြီးတော့၃ရက်အတွင်း၅ရက်တော်တင်၆သိန်းကိုအဲ့ဒါကော်ရီးယားလောင်သွားတာเนาะအဲ့အကြောင်းလေးကျွန်တော်အခုမှပြောပြတယ်အဲ့တော့ကော်ရီတောင်လောင်လို့ကျွန်တော်ပန်းကြီးကိုလောင်လို့ယော်ကြီးရခဲ့ဘူးလေယော်ကြီးရအောင်တောင်းခဲ့ဘူးလေလာခဲ့မင်းတို့ကော်ရီလောင်နေတယ်ငါ့ကိုလာစစ်ပေးလာကော်ရီတောင်လောင်ပြအကြောင်းရှိဘူးတဲ့အကြောင်းရှိရအကြောင်းရှိရဒါမင်းတို့ကော်ရီဘူးယူလာပြီးငါ့ချီကိုလာပြီးစစ်ပေးပါဆိုပြီးတော့เนาะ ဒီညွန့်နယ်စိုက်ပျိုးရေးအရာရှိညွန့်နယ်စိုက်ပျိုးရေးဦးကြီးကိုဒါကိုစာနဲ့ရေးပြီးတိုင်လဲတိုင်အောင်ဦးကြီးကနေပေါ့အဲ့ကုမ္ပဏီကိုလှမ်းဆက်ပြီးလာပြီးတော့ဒီကိစ္စကိုရှင်းပြပေးပါဆိုလာလဲရှင်းတော့အဲ့ဒီကော်ရီကြီးကပန်းမှုရုံလောင်တဲ့ကော်ရီကြီးဖြစ်နေကျွန်တော်ယောက်ျားပေးရတယ်နော်အဲ့ဒါပြောပြရင်ရှုပ်သွားမယ်ကော်ရီတော်ကိုယ်နိုင်ငံမှာဗာဒတ်တွေဝင်လာမှမသိပဲနဲ့ ုသက်စီကဘလို့ဖျမ်းမှာဘလို့လောက်ပါဆိုတာစာအရပဲကြည့်ပြောလို့ရမယ်။ကိုင်းထဲမှာဘယ်နှကြင်ဖျမ်းဘူးလဲလို့ပဲကျွန်တော်မေးမယ်။နော်တစ်ကြိမ်နှစ်ကြိမ်လောက်နဲ့မပြောနဲ့။အဲ့တော့ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုဒါတင်ပြပေးနေတာ။အဲ့တော့ဒီစဘာဒီနော် RD85 ပါ RD85 ဒီ BNN တော့တက်တည်မကောင်းဘူးအနှံလဲလှတယ်အထွက်လဲညှိတယ်เนาะယောဂကြာကျင်တယ်အခုတောင်မှယောဂကြာကျင်နေတယ် เนาะကျွန်တော်ယောဂကြားထားတဲ့အကွက်လေးတွေတွေ့နေတယ်အဲ့တော့အခုတောင်ယောဂကြားခြင်းနဲ့ယောဂကြားထားတဲ့အကွက်လေးတွေ RD85 ဒီကျွန်တော်တို့မိနစ်ကမျိုးအစ်စ်ကိုဝယ်ဖျန်းတဲ့အခါမှာသူကကြက်ဖတစ်သိန်းနဲ့လာတာ BNN ကထမ်းရလာမှုเนาะကျွန်တော်ဒီစာကိုမသိတဲ့အခါကြက်တစ်သိန်းနဲ့လာတယ်เนาะထမ်းရလာလာမှုအဲ့တော့ကြက်တစ်သိန်းနဲ့လာတဲ့အခါမှာမိနစ်ကကြဲကင်းလုပ်တဲ့အခါမှာစဘာကြီးကောင်းနေသို့တော်လေစဘာမှဲ့တဲ့အချိန်မှာမှုသီးလေးတွေတဏ္ဍာနှဏ္ဍာတွေ့တယ်။အော်ဒီမှုသီးလောက်ကတော့ပြဿနာမရှိတော့ဘူး။ ဒီနွေရာသီတော့ငါနည်းနည်းတော့ဆန့်ထည့်ဦးမယ်ဆိုပြီးတော့ကျွန်တော်တန်မှလေးကတော့ထည့်တာလေနော်အဲ့တော့မျိုးကတော့အခုလိုပဲအနှံထားတယ်ဒါပေမဲ့မိုးရာသီမှာဒီကောင်နည်းနည်းစိုးရင်ရတယ်ဘာကြောင့်လဲအခုနွေတော့နည်းနည်းဖောက်ချင်တယ်ဘာဖောက်တာလဲအပင်လေးတွေတိုးပြီးတော့အရွက်တွေတန်ကြီးကွက်ကလေးလိုက်ချင်တယ်အဲ့ဒါဒီမျိုးနဲ့လဲစိုက်နေမြေကြီးနဲ့လဲစိုက်နေမျိုးနဲ့လဲစိုက်နေမြေကြီးနဲ့လဲစိုက်နေ နော်မြေကြီးဒီထဲလန်နေလန်းကြီးအချောင်းမရဘူးဆိုရင်ညသောအဖြစ်ဖြစ်တယ်နော်နောက်တစ်ခါမြေကြီးဒီမြေကြီးဒီတဲဆန်ပြီးတဲကုန်းနေဒီယောဂာမရှိရင်ယောဂာဒီပူကြီးကြတတ်တယ်မြေကြီးကလည်းယောဂာမရှိဘူးနုံးတီမြေတွေမြေကြီးတွေရှင်ကြီးကွင်းတွေနော်မြေယောဂာကောင်းတဲ့ကွင်းတွေမှာထဲလန်နေလန်းကြီးလုံးမယ်ဆိုရင်အဲ့စဘာဒီယောဂာမကြဘူးနော်ကုံကွင်းတွေကညသောအဖြစ်နော်ယောဂာဒီ တော်တော်ကြောက်ဖို့ကောင်းတယ်။ကုန်းကင်းကြီးကယောဂကြလာပြီဆိုရင်သူကမြေရောတာမရှိတဲ့အတွက်ယောဂကိုဖြစ်လွယ်တာပေါ့။အဲ့တော့ဒါဒီ RD85 ပါ RD85 ဒီနော်တန်ကြီးွယ်လေးတွေနဲ့နော်နည်းနည်းတိုးတိုးပြီးတော့ယောဂကြကျင်နေနော်အဲ့တော့ငိုရဒီမှာထိုက်မယ်ဆိုရင်နော်နည်းနည်းတော့တတိထားရမယ်။ BNN ကတော့တတိကောင်းတယ်မိုးရင်းရဒီမှာအဲ့တော့ကျွန်တော်ရှိမှစိုက်ရလာကျွန်တော်ပထမလဲပြင်ပြထားတယ် အဲဘတ်စမာတီရှိတယ် RD85 ရှိတယ်เนาะအဲမင်းကဟိုဘက်မှာမထွက်သေးတာလေးကျွန်တော်ပြတာက11နေ GTD 11နေ11နေရှိတယ်အဲ့တော့စပါ၄မျိုးထည့်ထားပါလေ၄မျိုးမှာအခု RD85 ဒီအနှံ့နှားလေးသို့တော်လေเนาะဒီနားလေးမှာယောဂလေးကြီးကြလာတယ်เนาะပထမတော့ရွက်ကလေးဒီမှာတန်ကြီးကွက်ကလေးကြီးရနေပေါ့ဒီမှာ အနှံနေတော့မထွက်နိုင်တဲ့အနေအထားကြီးကျသွားတယ်။ဟိုရှေ့ဘက်မှာတကွယ်လည်းတွေ့တယ်။နော်ဒီနာကျောင်းမှာနည်းနည်းတွားတွေ့ထားတယ်။ဟိုရှေ့ဘက်မှာတကွယ်ဘာဆေးမှလည်းလောင်တာမဟုတ်ဘူးနော်။ဟိုဘက်ဟိုဘက်မှာလည်းကျွန်တော်စိုက်ထားလေလက်လက်ွက်တီမှာလည်းဘာဆေးမှမဖြမ်းမင်းနေဘူးနော်။အဲ့လိုအွက်တီလောင်နေတယ်။အဲ့တော့ညီကြီးတဲဆန်တဲ့လေဒီမှာနော်စဘာမျိုးတွေကြီးနော်တော်တော်သတိထားရတယ်။အဲ့တော့ RD85 ကြီးယောဂ ကြခြင်းနဲ့ဒါပြင်းမြေကောင်းနဲ့ယူကောင်းနဲ့ဆိုရင်တော့ကျွန်တော်တို့နော်ယောဂလွတ်မယ်အဲ့တော့အဓိကမြေကြီးဒီမြေဝတာရှိတယ်ထဲလန်နီလန်းချင်းလုတ်တယ်ဆိုရင်နော်ယောဂဒီတိတ်မကြောက်ရတော့နော်မြေကြီးကကောင်းတယ်ထဲလန်နီလန်းချင်းမှုဟိုယောဂကိုတတ်ခဲ့တယ်ဆိုရင်နော်စဘာမဆိုင်ခင်မှာထဲလန်နီလန်းချင်းဒီအဓိကကြတယ်အဲ့တစ်ချက်ကိုမိထားပြီးတော့ဟိုဘက်မှာလောရတာလွယ်တယ်အဲ့တစ်ချက်လွတ်သွားပြီဆိုရင်လောရတာမလွယ်ဘူး ဲ့တော့ကျွန်တော်ပုတ်သက်သေးဖြန်းတာလေးဒီမနေ့ကိုနိုင်ွယ်ဆယ်နေရနေညနေ9:00နာရီအထိပဲဖြန်းပါညနေ9:00နာရီထိုးရင်ရက်လိုက်တော့မိုးချုပ်တဲ့ဒီမဖြန်းနဲ့တော့မိုးချုပ်ထန်နဲ့မိုးချုပ်ခန်းနီးတာနဲ့အောက်ကနှင်းတက်ဒီအောက်ကအဆူတက်ဒီအောက်ကအဆူတက်ဒီစကားပင်အဖျားကိုတက်လာပြီရေတီးလာပြီအဲ့ချိန်မှာဆေးဖြန်းလိုက်မယ်ဆိုရင်ဆေးတွေဒီအောက်ကိုပဲနော်အောက်ကိုပဲကျသွားတယ်နော်အဲ့တော့ထဲကငရှင်းနေနော်ခုနက ငားတွေဒါတည်သွားတယ်စဘာပင်မှာကတ်မနေတဲ့အတွက်เนาะပုတ်တက်ကြီးဖြန်းမဲ့ဆိုရင်မနေ့7နာရီရနေညနေ9နာရီလောက်ပဲဖြန်းသင့်တယ်เนาะအဲ့အချိန်မှာဘယ်အချိန်မှာဖြန်းရမလဲဆိုရင်အနှံကိုစဘာကင်းဒီဘိုက်ကြီးလာပြီးတဏ္ဍာနှဏ္ဍာထွက်လာပြီးဆိုရင်အဲ့အချိန်မှာနောက်ဆုံးတစ်ချိန်မဖြစ်မနေဖြန်းပါဒီအချိန်မှာဖြန်းမယ်ဆိုရင်ဒါလေးဒီကျွန်တော်ကျိုးပထမတည်းကျိုးဖြန်းပြီးသားဒီအချိန်မှာဖြန်းမယ်ဆိုရင်ဒီတိုးရတာလည်းခက်တယ် အထူးတော်လဲ6တူမယ်ဆိုရတယ်သို့တော်ညာလဲဖျားမယ်အချိန်ကြီးမနေ့စေနာရနေညနေ9နာရီကြီးနေပူပူမှာဖျားမယ်မိတိပိုတက်စီမဆိုဖျားလို့ရတယ်မြန်မာပြည်မှာမှတ်ပုံတင်ထားတဲ့စီးပဲဖြစ်ပါစေနော်အပေါ်ကနေနှိမ့်ကြနေကဖျားပြီပါနော်တခါလဲစီးပိုက်ကြီးနေရေလောင်းကြီးကတိညာကြနေကမလုပ်ပါနဲ့စီးဖျားနေအဲ့မှာနော်စကားတွေရပြောလို့မကုန်ဘူးဆိုတော့အဲ့ဒါစီးဖျားနေ လေကွင်းထဲမှာတိညာကြနေတယ်ရေပိုးနဲ့ထိုးပြီးတော့တခါလဲ for for light ထိုးချတယ်စီးတွေကရေထဲပဲကျသွားတယ်เนาะအရွက်ကိုမှန်ပြီးတော့ရေထဲပဲကျသွားတယ်တကယ်တော့စီးဖြန်းမှဒီနှင်းလိုခြုံရမယ်နှင်းကြနေကဖြန်းမယ်အဲ့ဒါမှစီးဖြန်းတာဒီပူထိရောက်တယ်အပေါ်ကနှင်းလိုဝေးပြီးတော့ကျလာတဲ့ဥစ္စာလေးဒီနော်အဲ့အရွက်ကိုကတ်သွားမှအဲ့ဒီအရွက်မှာပုတ်တဆီရဲ့အနက်ပုတ်တဆီရဲ့တေးသေးတိုင်းရဲ့ဓာတ် ဒီကကိုကလာဘတ်ဆိုကတ်လိုက်တာ ਨੇ တခါလဲမကရဲတော့ထပြီးပါเนาะအဲ့တော့နှိမ့်ကြနီကဖြန်းပါလေထဲမှာလာပြီးတော့စေးဖြန်းနေတကြံမကြပါနဲ့เนาะကျွန်တော်ကြည့်နေတယ်အချို့တွေဆိုစေးဖြန်းနေလေထဲမှာတကြံကြစေးလုံးစေးလုံးပြင်းပြီးနေနဲ့အလုံးလိုက်ကြီးတွေအောက်အခြေတွေကိုလိုက်ထိုးတာအဲ့ကျွန်တော်ပြုံးမိတယ်เนาะကြည်သေးကြီးပဲကြာတာတကယ်တော့နှိမ့်ကြနီကဖြန်းပြီးပါအဲ့တော့ဒီဘက်ကစပါးခင်းကတော့ဒါဘတ်မာဒီစပါးခင်း ဒါဘတ်စမာတွေကတော့ဒီကနေမှဟိုးအဖျားကြီးကိုဒီကတော့များတယ်ဒါကတော့ကျွန်တော်အဓိကတော့ကျွန်တော်ကထမင်းဆိုင်အကြီးကြီးလည်းရှိတယ်နော်ကျွန်တော်ကထမင်းဆိုင်အကြီးကြီးတမြို့ပေါ်မှာတာဝတီမြို့ပေါ်မှာထမင်းဆိုင်ကြီးရှိတယ်နော်အဓိကကဒီစပားတွေကောက်ကိုကျိမ့်မယ်မြို့ကောက်ရင်လည်းမြို့လူကျင်တဲ့လူကြီးတွေရောင်းပေးတယ်နော်စားဖို့နော်ဒီဘတ်စမာတွေစပားတွေနော်ဆန်ဒီစီကျွသွေးကျွသမားတွေအတွက်တာအကောင်းစီကျွသွေးကျွလုံးဝမတက်ဘူးစားရတာလေဆန်ချမ်းနဲ့တာလေ အဲကြောင့်မို့ကျွန်တော်ကဒီဗန်ကမာဒီစဘာကိုကျွန်တော်များများထည့်ထားတယ်ဒါကျွန်တော်ရဲ့เนาะစိုင်မာဆန်အများကြီးကုန်တယ်เนาะအဲ့တော့ဒါကိုကြိတ်ဖို့စားဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ထည့်ထားတယ်အဲ့တော့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမာချမ်းသာကြပါစေ